အာမင်အိုသခင်ယေရှုကိုရောကိုလိုအပ်ပါ၏ကိုရောကိုချစ်ပါ၏ကိုရောပဲကျွန်ုပ်တို့အထက်ကနေကကျွန်ုပ်အတိညာခံစားချက်တဘောဖြစ်ခြင်းမဟုတ်ပဲကိုရောပဲကျွန်ုပ်အထက်ကကိုရောပဲထုတ်ဖို့ပြောစီလိုပါ၏ကိုရောကိုနေရပေးပါတယ်ကျွန်ုပ်မှာစာ၍တရားအင်္ဂဝင်တွေတယောက်ချစ်စီရဲ့အသက်တာထဲမှာရှင်းလင်းစွာမြင်တွေ့ခံစားတဲ့စိတ်တဘောကိုကိုရောကိုယ်တိုင်ပေးတော်မူပါအာမင် ်အာမင်ဒီနေ့ကောင်းစဉ်ကတော့ကောင်းစဉ်ရဲ့နံပါတ်31ခရစ်တော်ကိုအရာခတ်သိမ့်နဲ့အသိတော်ဤဥကောင်းဖြစ်ဖို့ကောင်းကင်အမြင့်ဆုံးပလင်ပေါ်အဖဖရာချီးမြောက်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့စီစဉ်မှာဖြစ်တယ်ခရစ်တော်ကိုအရာခတ်သိမ်း အတင်းတော့မှာဒီကောင်ဖြစ်ဖို့ဆိုရင်ကောင်းကင်ဖြစ်ဖို့ကောင်းကင်အမြင့်ဆုံးပလင်ပေါ်မှာအဖဖရာချီးမြောက်ခြင်းကိုခံရဖို့ဆိုရင်နော်ခရစ်တော်ရဲ့ဖြတ်တန်းခြင်းတွေရှိတယ်လေနော်ချီးမြောက်ခြင်းမခံရခင်ကနော်သူကအကြောင်းအရာအမျိုးမျိုးကိုနော်အောက်ဆုံးအစစ်ထိနှိတ်ချခြင်းဒါကိုတွေ့ကြုံခံရတဲ့အချိန်ရောက်ချင်းဆိုတာဖြစ်တာပဲဆိုတော့အဲ့ဒါမလို့ခရစ်တော်ကအလွန်အလွန်ကြီးမားတဲ့ သူကလေနှိတ်ချချင်းထဲကနေရအဆုံးစွန်ဒီနှိတ်ချချင်းထဲကနေရချီမြောက်ခံရအတ္တတာဟာသူကအလွန်လွန်ကြီးမားတဲ့နော်မဟာတကုအာနုဘောအရှိန်နဲ့ခရတောဟာတည်ချင်းထဲကနေတော့ပြန်ရှင်စေတဲ့စေချင်းခံရပြီးခတ်သိမ့်တော့နော်အရာခတ်သိမ့်အထော့မြတ်အာနာစက်တကုနဲ့အစိုးရပြီးမှယခုဘဝပြီးတော့နောင်ဘဝခေါ်တော့ အမုတ်ခံရတဲ့ဘွဲ့နာမအားလုံးရဲ့အထက်ကောင်းခင်မှာပြီးတော့အလွန်မြင့်မြတ်တဲ့ပလင်ပေါ်မှာအဖာရဲ့လက်ရဖက်မှာတတော်ယေရှုကိုတဲ့အဘကိုယ်တိုင်ချီးမြှောက်လိုက်ပြီးတော့တဲ့ယေရှုဟာတဲ့ယေရှုရဲ့ခြေဖွာအောက်ကိုအလုံးစုံချထားပြီးတော့အသင်းတော်အဖို့အလုံးစုံကိုအလုံးစုံရဲ့အချုပ်ချာဥကောင်းဖြစ်စေခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ဟာကောင်းကင်ဘုံဆိုတာတဲ့ ဖန်ဆင်းခံမဟုတ်တဲ့ထာဝရအမျက်တည်တဲ့နေရာဖြစ်တယ်။ဘုရားသခင်ရဲ့ပလင်တည်တဲ့နေရာဖြစ်တယ်။ဘုရားကိုယ်တော်တိုင်ကိန်းဝတ်တဲ့ဘုရားကိုယ်တော်တိုင်စိုးစံတဲ့ဘုရားရဲ့အုပ်စိုးတဲ့တကုအာနာတည်ပြီးတဲ့အလို့ပြည့်စုံတဲ့နေရာဖြစ်တယ်။ဒါကြောင့်အမျက်ဆုံးဖြစ်တဲ့ပလင်ပေါ်မှာခရစ်တော်ရောက်ရှိသွားတာဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ရောက်ရှိသွားတာဟာလည်းပဲခရစ်တော်ဟာယာထူးအဆင့်မြင့်ဆုံး ဘုံအကြီးဆုံးတကူအကြီးဆုံးပြီးတော့သူ့မှာအာနာအရှိဆုံးလောက်ပိုင်ခွဲအရှိဆုံးနဲ့ပုပ်ကူဖြစ်တော်ကိုဆူလိုတာဖြစ်တယ်။ဒါကြောင့်မလို့ဆာမျက်နှာ69မှာခရစ်တော်ရဲ့ဂုံအရှိဆုံးနဲ့အထောမြတ်ဆုံးနော်ဥယောင်ဖြစ်ဥရှောင်ဖြစ်သွားတာဥရှောင်ဆိုတဲ့ဟာလေးနော်ကျွန်မနားလည်ရတာဥကောင်းရဲ့အပေါ်မှာထပ်အုပ်ထားတဲ့အရာပေါ်မှာနော်ထပ်အုပ်ထားတဲ့အရာကို ပြောတာဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ကောင်းကင်နဲ့မြေကြီးခရစ်တော်ဟာကောင်းကင်နဲ့မြေကြီးနဲ့နိုင်ငံရဲ့အရှင်သခင်ဖြစ်ပြီးတော့ဖန်ဆင်းခြင်းအလုံးရဲ့အရှင်လည်းဖြစ်တယ်ပြီးတော့အုပ်ဆိုးရှင်လည်းဖြစ်တယ်ခရစ်တော်ကိုတဲ့အသင်းတော်ရဲ့ဥကောင်းဖြစ်တဲ့ဖခင်သခင်ကချီးမြှောက်ခန့်အပ်အဖဖခင်သခင်ကချီးမြှောက်ခန့်အပ်ပြီးရှိသမျှအရာခံသိမ်းကိုခရစ်တော်ရဲ့ခြေဖွားအောက်ကိုလိတ်ချလိုက်တာဖြစ်တယ်ဒါကြောင့်မလို့ယေရှုဟာဖခင် ်ဖေယားများရဲ့ဖေယားအရာခတ်သိန်းတို့ရဲ့ဖေယားဖြစ်ပြီးတော့ဖြစ်အရာခတ်သိန်းရဲ့ဖေယားဖြစ်သွားတာဖြစ်တယ်နော်အရာခတ်သိန်းရဲ့ဖေယားသုဒီတော်ဖေယားအထွတ်မြတ်ဖေယားဖြစ်တယ်နော်ဒါကြောင့်မလို့အသိန်းတော်ဆိုတဲ့အသိန်းတော်ဆိုတဲ့အသိန်းတော်ဟာတဲ့နော်အသိန်းတော်ယေရှုရဲ့အသွေးတော်နဲ့ဆေးကြော တက်ဆိုင်ခံရပြီးရွေးဝဲထိုင်ခံထားရတဲ့ကျွန်ုပ်တို့နော်အင်္ဂါဝင်တွေအားလုံးကိုခရစ်တော်ဝိညာဉ်ကခရစ်တော်ရဲ့နော်ဝိညာဉ်ကိုခရစ်တော်ရဲ့ခန္ဓာကိုယ်တစ်ခုတည်းအဖြစ်နဲ့ဝိညာဉ်တော်ထဲကတပါတဲ့တပေါင်းစီတဲ့ပေးထားလိုက်တဲ့အရာကိုနော်ဗတ္တိဇံခံဗတ္တိဇံဆိုတဲ့နော်ကျမနှုတ်လူဟာခရစ်တော်အแทးကိုလေမြုံခရစ်တော်အแทးနော်ဖြတ်တန်းခဲ့တဲ့ကားတိုင်းမှာ ခရက်တွန်နဲ့အတူပါဝတဲ့အတိခံခဲ့တဲ့ခရက်တွန်နဲ့အတူတေချင်းထဲကိုတခါတည်းပါဝတယ်ပြီးတော့တကြိုချင်းပြီးတော့ထမြောက်ပြီးတော့အစစ်စစ်ဖြတ်ကျော်ပြီးတော့ပြန်ရှင်တဲ့တက်ကြွသွားတဲ့ကျွန်ုပ်တို့အထဲမှာပြန်ရှင်တဲ့အသက်ဟာဥကောင်းခရက်တွန်နဲ့ခရက်တော်ရဲ့ခန္ဓာကိုယ်အထဲမှာကျွန်ုပ်တို့ဟာတစ်ဆက်တည်းတူတဲ့နော်တလုံးတကူတဲ့နဲ့တထက်တည်းဖြစ်သွားတာဖြစ်တယ်ဒါကြောင့်မလို့တဲ့ ခရစ်တော်ရဲ့ဥကောင်းဟာကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဖြစ်တာဟာတဲ့တည်ချင်းကိုအောင်တဲ့ဒါတည်ချင်းကိုအောင်တဲ့ထာဝရအသက်တသက်ထဲတထက်တက်ထဲနဲ့အတူတူရှင်နေပြီးတော့ခရစ်တော်ဟာကျွန်ုပ်တို့အแทမှာယောနောပေါင်းစည်းပြီးတော့ပါဝင်တိဆောက်ခံရတဲ့ကျွန်ုပ်တို့ဟာခရစ်တော်ရဲ့ခန္ဓာကိုယ်နော်ဒီမှာရှိတဲ့အင်္ဂါဝင်တွေအားလုံးခရစ်တော်ရဲ့အသက်ကိုရထားပြီးခရစ်တော်နဲ့အတူတူတပါတဲ့ ပေါင်စီမြုံနှံခံရပြီးရှင်ပြန်ထမြောက်တဲ့အသက်နာအခုထဲမှာအခုထဲမှာရှင်ပေးနေတဲ့ခရစ်တော်နဲ့အတူယောနောပေါင်စီပေးနေတယ်နော်တူတဲ့တကူတဲ့တပေါင်းတဲ့တစီတဲ့ဖြစ်နေတဲ့အသက်ကိုပြောနေတာဖြစ်တယ်နော်ဒီနောက်မှာဟိုဟာလေးထိုးမယ်နော်စာမျက်နှာ90မှာလေးခရစ်တော် night တည်နေခြင်းဆိုတဲ့အရာလေးနာခရစ်တော်ကဘယ်ထက်မှတည်နေတယ်ဆိုတည်နေရာ၃နေရာမှာတည်နေတာဖြစ်တယ် ၃၀၀ဆိုတာဟာပလင်ပေါ်မှာတည်တယ်ပြီးတော့ကိုယ့်ရဲ့ထဲထဲမှာတည်တယ်နံပါတ်၁ကတော့ကိုယ့်ရဲ့ထဲထဲမှာကိုယ့်ရဲ့ဝိညာဉ်မှာနော်ခုနဘာဒီဇန်အဖြစ်တစ်ထပ်ထဲဖြစ်သွားပြီနော်ခရစ်တော်နဲ့အတူကျမတို့ကတစ်ထပ်ထဲမြုပ်နှံခံရပြီးတော့ခရစ်တော်နဲ့အတူတစ်ထပ်ထဲဖြစ်တဲ့ဝိညာဉ်လူဖြစ်သွားပြီဝိညာဉ်ဖြစ်တဲ့အတွက်ဝိညာဉ်ကဘယ်မှာလဲဆိုတွဲဖက်ပလင်ပေါ်မှာကျမတို့ကနာပလင်ပေါ်မှာရှိနေတာ ဖြစ်တဲ့ krypton နဲ့အတူတထပ်တဲ့ကျမတို့ကတိုးတွဲဖက်စိုးဆန်ရတဲ့ဘယင်ဖြစ်နေကျမတို့နေနေရတာဖြစ်တယ်နေနေရတဲ့အတွက်ကျမတို့ကနော် krypton night ခန္ဓာကိုယ်အแทမှာတည်ွားပြီး krypton ဟာလည်းပဲကျမတို့အแทမှာတည်ွားပြီးအပြန်လန်တည်တဲ့အတ္တတာနော်သုံးနေရအပြန်လန်တည်တဲ့အတ္တတာ krypton ထဲကျမတို့ရောက်သွားပြီးကျမတို့အแทမှာလည်းပဲ krypton တည်နေပြီးပြီးတော့တွဲဖက်ပလင်ပေါ်မှာလည်းတည်နေတယ်။၃နေရာအထက်မှာကျမတို့တည်နေတာဖြစ်တယ်။ဒါမှမဟုတ် crypto ရဲ့ အင်္ဂါဖြစ်တဲ့နာခရစ်တော်ရဲ့ဒီခန္ဓာကိုအင်္ဂါဖြစ်တဲ့အထဲမှာခရစ်တော်နဲ့ကြီးထွားကြီးရစ်တဲ့ပြီးတော့ကျမတို့ကဒီမှာလေသူပြထားတဲ့အမဲနဲ့နာနှလုံးသားနဲ့ဒီမှာခန္ဓာနဲ့စိတ်နဲ့ကတော့နော်လောကမှာကျမတို့ရှိနေတာဖြစ်တယ်။ဝိညာဉ်ကတော့ကျမတို့နာခရစ်တော်နဲ့တထပ်ထဲဖြစ်သွားပြီမယ်။ခန္ဓာနဲ့ခန္ဓာနဲ့စိတ်နဲ့ကတော့နော်ဒီလောကထဲမှာရှိနေတဲ့အတွက်ဒီအရာကိုကျမတို့က ခရစ်တော်၌ကြီးထွားရက်ကျက်ဖို့နော်ကြီးရက်တဲ့ပမာဏအရက်ဖို့ရောက်ဖို့လူသေးတယ်လीနော်ရောက်ဖို့ဆိုရင်ဥခေါင်းအသက်ဆိုတဲ့ဒီမှာခရစ်တော်ရဲ့ဥခေါင်းဟာလीနော်အပေါ်မှာရှိနေတယ်လीနော်ခန္ဓာကိုယ်ကတော့ဥခေါင်းရဲ့အောက်ခန္ဓာကိုယ်ကတော့အမြည်ကြီးမှာရှိနေသေးတယ်ဒါကြောင့်မလို့ကျမတို့ကဒီအထက်ထဲမှာပဲသွားချိတ်ဆက်ဖို့ပဲလိုတယ်နော်ဒီထက်ထဲမှာပဲကျမတို့ကမိနေဖို့အထက်ထဲမှာပဲရှိနေဖို့လိုတယ်ရှိနေတဲ့အသက်တာကလीနော်ကျမတို့ကဥကောင်းခရစ်တော်ရဲ့အသက်ကြွယ်ဝခြင်း ိုလေးနာကျမတို့ကဒီခန္ဓာကိုယ်ကထက်ထက်မှာသွားပြီးတော့ရှိပြီးတော့အမြဲတမ်းချိတ်ဆက်နေဖို့လိုတယ်ဆိုတဲ့ဟာလေးနာနေစဉ်ဖျားထက်မှာဒီနေ့ဖြီးပေးနေတယ်နာဖြီးပေးနေခြင်းကိုနာဝိညာဉ်ကကျမတို့ဝိညာဉ်ကနေရကျမတို့စိတ်ထဲကနေရအမြဲတမ်းလက်ခံယူဖို့လိုတယ်ဒီမှာသူကြွေးမွေးထားတဲ့အေးအဖက်လေး စနစ်16မှာဆိုလေဒီ footnote ထဲမှာကြွေးထားတဲ့အရာဆိုလေကျမတို့က creditor ဆိုတဲ့ဥကောင်းထဲမှာခန္ဓာကိုယ်ထဲ creditor ရဲ့ခန္ဓာကိုယ်ထဲကိုကျမတို့ကရောက်သွားပြီလေနော်လက်ခံပြီးတော့ partisan အဖြစ်မြုပ်နှံခြင်းအဖြစ်ကျမတို့အသက်ထဲမှာရောက်ကြည့်သွားတဲ့အတွက်ဒီ creditor ရဲ့ခန္ဓာကိုယ်ထဲတော့ရောက်သွားပြီဒီရောက်ခြင်းအဖြစ်ဒီဥကောင်းဆိုတဲ့ creditor ဥမာလေးကြွယ်ဝတဲ့အရာကိုကျမတို့ကခံစားဖို့ဆိုရင်အချိန်တိုင်းအဖြစ်ခံသူနဲ့အချိန်ဆက်ခံဖို့ပဲလိုတယ်အချိန်တိုင်းမှာနော်အချိန်တိုင်းမှာခံ ြည့်ခံဖို့ပဲလိုတယ်။ဒါကြောင့်မလို့တဲ့ဟိုမှာလောကမှာနာခရစ်တော်ကနော်လူသားအနေနဲ့33နှစ်လုံးအသက်ရှင်ခဲ့တဲ့အချိန်တုန်းကလေတွေးကြုံခံစားတဲ့စုံစမ်းနောက်ရှေ့အမျိုးမျိုးကိုလူအနေဖြင့်နာသူအောင်မြင်ခဲ့တဲ့အောင်ချင်းအလုံးဟာတဲ့ကျမတို့ဟာလေနော်အခုချိန်မှာကျမတို့စိတ်နဲ့ခံထားတော့ရှိနေတယ်ဘလို့အောင်မြင်ရမလဲဆိုတဲ့အရာလေနော်နေတိုင်းဝိညာဉ်ဖက်ဝိညာဉ် ဖက်ကိုပြန်လက်စိတ်နှလုံးဟာဝိညာဉ်ထဲမှာကျမတို့ဝိညာဉ်ရဲ့အဖြစ်ကိုခံပြီးမှနော်ကျမတို့ကိုခုနအောင်ပေးသွားတဲ့အသက်ကလေးနာစိုးဆန်ရတဲ့အသက်နာ ုပ်စိုးအာဏာအခွင့်အာဏာရှိတဲ့အသက်အချုပ်အခြာထဲမှာကျမတို့ကရှိနေတဲ့ဒီအသက်အားဖြင့်ပဲကျမတို့ဟာဒီလောကမှာကျမတို့နေနေရတဲ့အရာတွေနေနေရတဲ့ဖြတ်တန်းနေရတဲ့အကြောင်းအရာတစ်ခုချင်းစီကိုနော်ယေရှု34 33နဲ့ခွဲလုံးအသက်ရှင်တဲ့တွေ့ကြုံခံစားရတဲ့သူဟာဘလို့အသက်ရှင်လဲဆိုသူခမီးတော်နဲ့ပဲနော်သူရဲ့ဝိညာဉ်သူရဲ့ခန္ဓာလဲအမြဲတမ်းပဲခမီးတော်နဲ့ပဲသူချိတ်ဆက်ပြီးတော့နေတယ်လေနော်ခမီးတော်နဲ့ပဲခမီးတော်ပါလုံမလဲပါဖြစ်ပေးမလဲဆိုတဲ့အရာပဲသူအမြဲတမ်းခံယူတယ်။ဒါကြောင့်မလို့ကျမတို့ခါလေ ည်းပဲဝိညာဉ်ကတော့ကျမတို့အသက်အသက်သက်မွေးဖွားတဲ့ဝိညာဉ်အသက်ရှိနေတဲ့အတွက်ဒီကျမတို့ရဲ့စိတ်ရဲ့ခန္ဓာဟာလေနော်အမြဲတမ်းဝိညာဉ်ဖက်ကိုဝိညာဉ်ရဲ့အဖြစ်ပေးခြင်းကိုခံမှပဲဒီလောကမှာကျမတို့ရှိနေတဲ့ဒီအသက်ကိုကျမတို့ကအောင်မြင်နိုင်မှာဖြစ်တယ်နော်ယေရှုဖြတ်တန်းတယ်လို့ဒီအသွေးအသားကိုကျမတို့တုံ့ဆန်းနောက်ရှစ်ချင်းကိုလေကျမတို့ကခံနိုင်လွတ်မြောက်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့တဲ့အဘဖရားချီးမြှောက်ခံရတဲ့ပလင်အရအရာ ဘွဲ့ရာထုနဲ့အမွေအလုံးကိုတဲ့အသင်းတော်အားခရစ်တော်နဲ့တွဲဖွဲ့တဲ့တွဲဖွဲ့ခံစားခွက်ပေးထားတာဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ရဲ့ကိုခန္ဓာအသင်းတော်ဖြစ်တဲ့ကျွန်ုပ်တို့ဟာနော်။ဥကောင်းခရစ်တော်အောက်မှာအမြဲတမ်းဝန်ခံ အရာအလုံးကိုအမြဲတမ်းဝန်ခံနာခံဖို့ပဲလိုတယ်နော်ခရစ်တော်လူသားစာတီးနဲ့ခမီးတော်အဖရဲ့အလိုတော်ကိုအမြဲတမ်းနာခံတယ်လို့နော်သူ့တဘောသူ့တခုမှမဟုတ်ဖက်နဲ့တယ်နော်ခမီးတော်မလုံရင်ကဘာမှမလုံနိုင်ဘူးဆိုတဲ့ဟာသူဗလာကျင်းတဲ့အသက်တာပဲသူအသက်ရှင်ခဲ့တယ်ဒီလိုပဲကျမတို့ကအထက်ထက်မှလေဗလာကျင်းတဲ့အသက်တာအဖြစ်နဲ့ကျမတို့ရဲ့စိတ်အသက်ထက်မှခရစ်တော်ကိုပဲဝိညာဉ်ကိုပဲနော်နေရာပေးပြီးတော့ အမြဲတမ်းဒီအစိတ်သက်ထက်ကနေရခန္ဓာကိုနော်ကျမတို့ချီးမြှောက်ထားတဲ့အရာအရာပလင်ဘောကိုကျမတို့စက်ခံရဖို့ဆိုရင်နေ့တိုင်းအချိန်တိုင်းမှာကျမတို့ကဝန်ခံဖို့လိုတယ်ဆိုတဲ့အရာလေးနော်အဲ့မှာကြွေမွေးခြင်းကိုလည်းရတယ်ဒါကြောင့်မလို့ဥကောက်ခန္ဓာကိုနဲ့တစ်ဆက်တည်းတလုံးတဝရဖြစ်နေပြီးတော့ခရစ်တော်ပြန်ရှင်ပေးနေတဲ့အသက်ကတဲ့ခရစ်တော်ရဲ့ခန္ဓာကိုအစစ် မြေတပြင်လုံးမှာတပါတဲ့တကူတည်းပဲရှိတယ်ဆိုတဲ့အရာလေးနော်ကြောင့်မလို့ဒီအာဟောမြေတက်မြေတက်အောင်ကြည့်ဖို့လိုတယ်နော်ခရစ်တော်ဒီလောကမှာလည်းပဲခန္ဓာကိုယ်သူ့ရဲ့ခန္ဓာကိုယ်နော်ကောင်းကင်ဒီအထက်မှာလည်းသူ့ရဲ့ဥကောင်းဒီကြောင့်မလို့ဒီလောကနဲ့အထက်နဲ့ကောင်းကင်နဲ့မြေကြီးနဲ့အမြဲတမ်းဒီခန္ဓာကိုယ်ရှိတဲ့ကျမတို့အသိတော်နဲ့ခရစ်တော်နဲ့အမြဲတမ်းချိတ်ဆက်မပြတ်ဖို့လိုတယ်ဆိုတဲ့အရာလေးနော်အဲ့ဒါမြေတက်ဖို့ကြောင့်ဥကောင်းခရစ်တော်နဲ့တဲ့ခန္ဓာကိုယ်တွဲဖက် နေတဲ့အရာဟာနာကျွန်တော်တို့နဲ့ခရက်တော်ဟာတကူတဲ့တပေါက်တဲ့ရှင်နေတော့ကိုလူတူထဲကနေပြီးတော့နော်အစစ်ခရက်တော်ရဲ့အစစ်ကိုမြင်အောင်ကြည်တက်ဖို့လိုတယ်လေနော်ဒီမှာဒီမှာသူပေးထားတဲ့သူသူရဲ့ခန္ဓာကိုယ်လေနော်ကျမတို့ကဒီအထက်မှာခရစ်တော်ရဲ့တူအူထဲပဲဖြစ်နေတယ်ဆိုတဲ့ဟာကိုလေနော်မြင်တတ်ဖို့လိုတယ်ဒါကြောင့်မလို့ကဘာမီတဝမ်းလုံးဒီဆက်ကြောက်တာတစ်ခုလုံးမှာခရစ်တော်အစက်ကားတဲ့တူအူထဲပဲရှိတယ်တဲ့ ခရစ်တော်အဆက်ထဲမှာတဲ့ကျွန်ုပ်တို့ကိုတဲ့ဖရာကိုတော်ကံရွေးကောက်ထက်ထားပြီးသားဖြစ်တယ်ဆိုတဲ့အရာလဲတကြမလို့ခရစ်တော်အထက်မှာကျမတို့ကရှိနေတာဖြစ်တယ်တကြမလို့ခရစ်ဒီစာမျက်နှာ90နှစ်မှာဆိုရင်ခရစ်တော်ရဲ့ခရစ်တော်အဆက်ကိုမြင်တတ်မှပဲအဆက်ရဲ့အသက်ရှင်ခြင်းအတိုင်းတဲ့နော်အသက်ရဲ့ 十一点前前台没有没有订单的客户，是的，用制度呀，前前耶稣一世的破，耶稣。 ခရဤအသက်နဲ့တပေါင်းတစီတဲ့ရှင်ကြလျင်တဲ့စစ်မှန်သောဒီတန်သောအသင်းတော်ဖြစ်သည်ဆိုတဲ့အရာလေးနော်ကျွန်မဆိုလေဒီအသက်ထဲကိုရောက်လာတယ်လေနော်ဒီအသက်ထဲရောက်လာတဲ့ဒီအရာနားလဲတာခါမှလေဒီနေ့ဒီအဝိုင်းဝန်းထဲရောက်လာတဲ့ခါမှလေကျွန်မလေဘလို့နားတည်သွားတယ်ဆိုလေအော်ဒါငါနေရအမှန်ပဲဆိုတဲ့အရာလေးနော်ငါနေရအမှန်ဆိုတဲ့အရာကျွန်မဒီမြင်ရတဲ့ဟိုမှာ TCC တို့ DD ထဲမှာပါဝင်နေတဲ့အရာမဟုတ်ဘဲနဲ့လေကိုရဲ့အတွင်းဝိညာဉ်ကအသက်ကလေကျွန်မလူချင်နေတဲ့အရာလေးနော်အရာရဲ့အရာရာကျွန်မလိုက်သွားတဲ့အထက်ထဲမှာလေဒီဝိညာဉ်ကလေအသက်ပေးတဲ့ဝိညာဉ်ကဖះကရှိနေတော့လေကျွန်မကအသက်မဟုတ်ဘူးဆိုတဲ့အရာကိုလေကျွန်မခံစားရတယ်လေနော်ကျွန်မလူနေတဲ့အရာတကယ်ပဲစစ်မှန်တဲ့အသက်ကလေ ကျမထက်မှလොမြောက်ခြင်းမရှိနေဘူးလေနာချိတ်ဆက်ခြင်းမရှိနေဘူးအသက်မဟုတ်ဘူးဒီအရာတွေဟာအသက်ရဲ့အပြင်အရာပဲဖြစ်တယ်ဆိုတဲ့အရာလဲကျမခံစားပြီးတော့ဒီဖေယားကိုလည်းကျေးဇူးတင်တယ်လေနာဘာလို့ဆိုဒီအဝိုင်းဝန်းထက်မှအဝိုင်းဝန်းထက်မှကျမလေဘာဘာတီးရလဲဆိုတော့အသက်နဲ့ဆိုင်တဲ့နောက်ကပတ်တော်လေးတမတရားပြီးတော့အင်ကာဝင်လေးထဲမှာလည်းပဲလေကျမကိုလေဖခင်ရဲ့ဟိုမေတ္တာကျေးဇူးဂယုနာတော့ တကယ်ပဲထိတွေ့ခံစားရလေနော်ဒါကြောင့်မလို့ကျမလေဟိုကိုအထက်ထက်မှာလေငါဟာလမ်းဆုံးပြီးတခြားနေရာတော့သွားစရာမရှိတော့ဘူးဒီနေရာဟာစစ်မှန်ချင်းဟာခရစ်တော်ရဲ့ကိုအထက်ထက်မှာလေကုနာအရှိကနေလောဘာဒီဇန်ဆိုတဲ့အရာလေခရစ်တော်နဲ့တူထတ်တူထမ်းမြငါအမြုံနံခံလိုက်ပြီးပြီးအခုထမ်းမြောက်ပေးနေတဲ့အသက်ရဲ့စစ်မှန်ချင်းအရာဟာဒီမှာပဲဆိုတဲ့အရာလေကိုရဲ့ဟိုအသက်ဖြစ်ပေးနေတဲ့ကိုရဲ့အတွင်းဝိညာဉ်ကလေဖခင်ကကျွန်မကို ခံစားစေတာဖြစ်တယ်လေနာဒါကြောင့်မလို့တဲ့အသိတော်ဆိုတဲ့အရာလေးနာစစ်မှန်သောတိတ္တနာအသိတော်ဆိုတဲ့ဟာရာလေးအများသောအဖြစ်လေကျွန်မဟိုညှင်းခုန်တဲ့အရာတွေပြောဆိုနေတဲ့အရာတွေဟာလေနာအပြင်ပိုင်းဆိုင်ရာမဟုတ်ပဲတကယ်ပဲကျွန်မအသက်ထက်မှာတကယ်ပဲခရစ်တော်နဲ့တွေ့ကြုံခံစားပြီးပြီလားထီတွေ့ပြီးပြီလားအသက်ထက်မှာရှင်ပေးနေတဲ့အသက်ရဲ့အနစ် drag သဘာဝသူ့ရဲ့ဖြစ်ချင်းတွေတကယ်ပဲခံစားပြီးလားဆိုတဲ့အရာလေနာကျွန်မဒီအထက်မှာလေကျွန်မအခုဒီအသက်ထဲရောက်လာတော့တကယ်ပဲလက်တွေ့ တွေ့ကြုံလဲခံစားရတယ်လीနော်ခံစားရတဲ့အခါမှာလည်းကျွန်မဟိုမလော့မြောက်တဲ့အရာတွေလीနော်မခံစားတဲ့အရာတွေထဲကနေလေနေ့တိုင်းလေဟိုဘယ်လိုပြောမလဲဝิญဉ်ဖက်ကိုနည်းနည်းလဲလိုက်တာနဲ့လीနည်းနည်းပြန်ခံစားရတယ်လीနော်ဒါကြောင့်မလို့ဘာလုပ်ရမလဲဆိုတဲ့အရာတွေနော်ကျွန်မအချိတ်ဆက်မမိဘူးလော့သွားရင်လေလော့သွားရင်လေတကယ်ပဲကျွန်မအသွေးသားထဲကိုပြန်ပြီးတော့ဒီတွေးတာထဲကိုပြန်ပြီးတော့ ကျမတို့ကအသွေးသားဇာတိဒီအမောင်ထဲမှာကျမတို့ကရှိနေတဲ့အတွက်ဥကောင်းဆိုတဲ့ခရစ်တော်ထဲမှာလေနာအသက်ထဲမှာအမြဲတမ်းချိတ်ဆက်ဖို့လိုတယ်ဒီချိတ်ဆက်ခြင်းကလည်းဒီမှာသူလေဟိုအဖက်လေး16ထဲမှာသူကြွေးမွေးထားတဲ့အရာရှိတယ်လေနာကျမတို့ကအဆက်ပိုင်းအင်္ဂါဝင်နေလိုတယ်ဆိုတဲ့အရာလေနာခရစ်တော်ထဲမှာအင်္ဂါဝင်နေအသက်နဲ့အသက်ထက်ကဖះရှင်ပေးနေတဲ့အသက်ပြန်ရှင်တဲ့အသက်နဲ့ပေါင်းစည်းထားတဲ့ ထွက်တော်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့အင်္ဂါဝင်တွေဟာအလုံးကသူ့ရဲ့အဆက်အပိုင်းအငန့်တာတွေရှိတယ်ဆိုတဲ့အရာလေးနော်ဒီအဆက်အပိုင်းအငန့်တာတွေကဖရာသူ့စုကျေစုတွေအရာစီတိုင်းကိုပေးထားတယ်လေနော်ကျမတို့တတ်ရှင်းသူတွေတယောက်ချင်းစီကိုခရစ်တော်ထဲမှာထည့်ပြီးတော့ပေးထားတဲ့အရာတွေဟာတဲ့ကိုခံစားရုံတက်တက်မဟုတ်ပဲနဲ့တူးနဲ့တူးပြန်ပြီးတော့လေနော်မြတ်တာထဲကနေရနော်မြတ်တာထဲကနေပြီးတော့ခန္ဓာကိုယ်ဖရာတိဆောက်ပေးနေတယ်နော်ဖရာရဲ့ချစ်ချင်းမြတ်တာထဲကတိဆောက်ပေးနေတဲ့ခန္ဓာကိုယ် အသက်ကတူဦးနဲ့တူဦးပြန်ချိတ်ဆက်ပြီးတော့တူဦးနဲ့တူဦးပြန်တီဆောက်ပြီးတော့နော်ကိုတူဦးထဲခံစားဖို့မဟုတ်ဝင်နဲ့အင်္ဂါဝင်နေလဲအပြန့်လန့်ခံစားစီဖို့ခရစ်တော်ထဲမှာအဲ့ဒါမှပဲကြီးထွားခြင်းဆိုတာဖြစ်လာတာလေနော်အဲ့ဒါကြောင့်မလို့ကျမကဒီထဲကနေပြီးတော့နော်ဒီအသက်ထဲမှာပဲဒါကြောင့်မလို့ဟိုနေရာဒီနေရာ အပြင်ပိုင်းဆိုင်မှာကျမမြင်နေတဲ့နေရာမဟုတ်ဘဲနဲ့အတွင်းထဲကနေရာအင်္ဂါဝင်နေထဲကနေရာကျမအထဲကနေရာနော်တူဦးတယောက်ချင်းစီအသက် ဖရထက်ပေးထားတဲ့အစ်စ်ထက်ကနေရပေါင်းစည်းပြီးတော့ဆက်နွယ်နေတဲ့အရာကိုဖရရဲ့ခန္ဓာကိုနာခန္ဓာကိုအသိန်းတော်ဖြစ်တယ်ဆိုတဲ့အရာကိုလေနာဖေကျွန်မနားလည်စီတယ်လေနာဒီခန္ဓာကိုအသက်ထဲမှာရှိနေတဲ့အသိန်းတော်ဟာတဲ့နာ ပေါင်းစည်းနေတဲ့အသိန်းတော်ဟာတဲ့ဒီထဲမှာဆိုရင်အပြည့်ရဲ့ကြိတ်ချင်းတွေကင်းလို့ ကင်းလော့ယုံမကပဲနဲ့နော်သူရဲ့ထုံတန်းအစင်လာဖြစ်တဲ့လုံယိုးလုံစင်တွေပြီးတော့ကြက်ထုံအစင်လာတွေနီးစနစ်တွေဟာနော်ဝီနီထုံအဖွဲတွေဟာလည်းပဲကြစ်ကြံအာထုံလှုပ်ဆောင်တဲ့ပညာတရားတွေကြေဝတ်တွေကနေပြီးတော့လော့မြောက်တဲ့နေရာဖြစ်သွားတယ်ဆိုတဲ့အရာလေးနော်လော့မြောက်တဲ့နေရာဖြစ်တယ်ဒါကြောင့်မလို့ဒီအရာတွေဒီအသင်းတော်ဆိုတဲ့နေရာတွေမှာအသင်းတော်ဆိုတဲ့ အရာပေါင်းစည်းနေတဲ့နာအတင်းတော်ရဲ့အတင်းနဲ့ပေါင်းစည်းနေတဲ့နေရာဟာလေးနာတကယ်ပဲလොမြောက်ချင်းရှိတယ်ဆိုတဲ့အရာလည်းပဲဒီမှာတွေ့ကြုံခံစားရတယ်နော်ဒါကြောင့်မလို့ဖခင်အသက်ဖြည့်ပေးနေတဲ့ဖခင်သခင်ရဲ့အသက်ရဲ့ကြွားချင်းတွေကိုတဲ့လောလောလတ်လတ်လူချင်းရင်တဲ့ဆာငတ်တလောက်ခံယူရရှိနိုင်မှာ ဖြစ်တယ်ဆိုတဲ့အရာလေးနာ ညာအဲ့ဒါကျမလည်းလက်တွေ့ခံရခံခံစားလေနော်ကျမဘလောက်ပဲဆာငတ်တယ်နည်းနည်းဆာငတ်နည်းနည်းပဲရတယ်ဒီနော်ဒီအချိန်မှာဖေရလေးဖြီးပေးနေတယ်ထက်ပေးနေတယ်လှုပ်ပေးနေတယ်ဒါကြောင့်မလို့ကျမအမြဲတမ်းအချိန်အမြဲတမ်းကျမစိတ်ကလေအမြဲတမ်းဖွက်ထားဖို့လိုတယ်ဆိုတဲ့အရာလေးနော်ဘလောက်ပဲဖေရကလေဟိုအခုနပြောသလိုပလင်ပေါ်မှာစိုးဆန့်တွဲဖက်စိုးဆန့်ပြီးတော့လေခရက်တော်နဲ့အတူစိုးဆန့်ရတဲ့အသက်တာကလေအထက်ထဲမှာလေကျမ အခက်တော်အแทမှာအပြန့်လန်တည်နေဖို့ဝိညာဉ်ထဲမှာတည်နေဖို့အရေးကြီးတယ်နော်ပြန့်လန်တည်ဖို့ဥကောင်းဒီဟူသောခက်တော်ထဲမှာပဲချိန်ဆနေဖို့အဲအရေးကြီးတယ်ဆိုတဲ့အရာလေးနော်ဒီ30နှစ်မှာကြတော့ယေရှုကိုတဲ့ခရစ်တော်နဲ့အရှင်သခင်အရာမှာခတ်ထားခြင်းဆိုတဲ့အရာလေးနော်လေဝါကားတိုင်းမှာခရစ်တော်ကလေနော်လူသားအနေနဲ့အသေးခံပေးပြီးတော့ဒါခရစ်တော်အရာမှာအစိုးရတော့အရှင်သခင်ဖြစ် ူကိုလေနော်ဖရာသခင်ကခတ်အပ်ပေးထားတာဖြစ်တယ်။ဒါကိုနော်ဒါကိုအစကတည်းကလေနော်ဖရာကခရစ်တော်ကိုဒီလောကထဲကိုစီလောလိုက်တဲ့အခါမှာလေပြီးကတည်းကလေနော်သူကိုရှင်ဘရင်အရာနော်အရှင်သခင်အရာဖြစ်ခွဲခတ်ထားပြီးသားဖြစ်တယ်။အဲ့ဒါကိုလူတွေကလေနော်အဲ့ဒါကိုလူတွေကမသိဘူးလေနော်လူတွေကမမြင်ဘူးလူက လူအဖြစ်ယေရှုမွေးဖွားစဉ်ကတည်းကတဲ့ခရစ်တော်ဖြစ်တယ်ဘုရင်ဖြစ်တယ်အရှင်သခင် ဖြစ်တယ်ဆိုတော့ဘုရားကပဲမြင်တယ်တဲ့အကြောင်းမလို့လူတွေကလူဖြစ်တဲ့လူတွေကတော့ဘယ်သူမှမမြင်ရဘူးဆိုတဲ့အရာလေးနော်စာမျက်နှာ64မှာကြတော့လေနော်ဘုရားသခင်တဲ့လူဝဲဖုံးကွယ်ထားတဲ့အတွက်ကြောင့်မလို့နတ်များလည်းမမြင်နိုင်ဘူးတဲ့ကြမ်းတက် part ပရောဖက်လူတွေကလည်းမသိမြင်ကြဘူးတဲ့လူဖြစ်တဲ့ယေရှုကလည်းဒီလောကမှာပလင်မရှိဘူးတဲ့အာနာမရှိဘူးတကူမရှိဘူးနောက်လိုက်တွေလည်းမရှိဘူးလုံပိုင်ခွက်တွေလည်းမရှိဘူးဂုံအသေးလည်းမရှိဘူးဒါကြောင့်ယေရှုကငါဟာဘာမှမဟုတ်ဘူးငါ၌ဘာမှမရှိဘူးဆိုတာလေနော်ငါဘာမှမလုံနိုင်ဘူးဆိုရိုးရိုးသားသားဝန်ခံခဲ့တယ်လေနော် လူဖြစ်တဲ့အတွက်သူနာသူဟာဘာလို့လဲဆိုတော့လောကနဲ့သူနဲ့မဆိုင်တဲ့အတွက်ဒါကြောင့်တဲ့တည်ခြင်းကနေပြန်ရှင်ပေးတဲ့ယေရှုဟာကောင်းကင်ဘုံမှာညီကြီးဘုံမှာစီရင်ပိုင်တဲ့အခွင့်အာဏာတကူရှိသမျှအားလုံးကိုငါခံရပြီဟုဆိုလို့ကောင်းကင်ဘုံလမ်းပေါ်ရောက်ပြီးမှယေရှုကို တို့ရဲ့ဘရင်အရှင်တကာတို့ရဲ့အရှင်အရှင်သခင်ဖြစ် ချီးမြှောက်ခဲ့ပြီးသားဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ကောင်းကင်ထက်မှာယေရှုရဲ့အုပ်ဆိုးခြင်းနဲ့မြေကြီးပေါ်မှာရွေးကောက်ခံရတဲ့ကျွန်ုပ်တို့ဟာဘုရားသခင်ရဲ့ကယ်လော့ပေးခြင်းကိုခံစားရတာဖြစ်တယ်ဒါကြောင့်မလို့ယေရှုရဲ့တကူဩစာတွေကြောင့်မလို့အပြစ်လော့ခြင်းကိုခံစားဖို့ လူတွေဟာနော်ကျွန်ုပ်တို့လူတွေဟာနောင်တရရမှာဖြစ်တယ်ဒါကြောင့်မလို့နောင်တရမှာပဲဖရဲသခင်ကရွေးနှုတ်ခြင်းပြီးတော့လူတွေရဲ့ခွဲ့လော့ခြင်းကိုခံစားမှာဖြစ်တယ်နောင်တရပြီးအခုနောင်တရပြီးခွဲ့လော့ခံရတဲ့လူတွေရဲ့အထက်မှာဖရဲကပဲထောက်ဖရဲကပဲနော်ထာဝရအသက်နဲ့သူ့ကိုကိုအခုချိန်မှာဖရဲသခင်ဖြစ်ပေးနေခြင်းပြီးတော့ဖရဲရဲ့အသွေးရွေးနှုတ်ခံရတဲ့ကျွန်ုပ်တို့ရဲ့ ပြင်မာတဲ့အပြစ်တွေကိုတဲ့ခွက်လော့ခံရပေးတဲ့အဆုံးအသက်ဖီးယားကပဲအခုချိန်မှာလှုပ်ပေးနေတာဖြစ်တယ်အဲ့ဒါကို ကျမတို့ကလက်ခံဖို့ပဲဖြစ်တယ်ဆိုတဲ့အရာလေးနော်ရတဲ့ဒီနေ့ကျမရဲ့ဝေစုကိုအနေငယ်ကိုစီစင်းပါတယ်ပြန်ပြီးတော့ဒီညီကိုညီအမတွေအယုအချစ်အပိုင်းပိုင်းနာဆက်ဆက်နေတဲ့ အင်္ဂါတွေထဲကနေရပြန်ပြီးတော့အဖြစ်ဖို့ပဲပြန်ခံယူလိုပါတယ်။ဟိုသခင်ယေရှုကိုတော့ကိုအချိန်တိုင်းလူအပ်ပါဤကိုတော့ကိုချစ်ပါတယ်။အာမင်။